ူးလားဒါပေမဲ့သူ့ကိုသွားပြီးတော့မေးကြည့်လိုက်ရင်ဘုရားဘာသာရဲ့အကြောင်းသွားပြီးတော့မေးကြည့်လိုက်ရင်တလုံးမှမသိတော့ရင်အဲ့ဒီဘုရားဘာသာကိုဘာလို့ခေါ်လဲမိယိုဖလာဘုရားဘာသာ တနည်းအားဖြင့်ပြောရင်ဖာတိဖာသာဘုရားဘာသာဘုရားဘာသာ ဖြစ်နေတာတော့မှန်တယ်ဘုရားဘာသာအပေါ်မှာအလေးအနက်ထားလားမထားဘူးအဲ့ဒါမျိုးဗုဒ္ဓဘာသာနော်အလေးအနံမထားတဲ့ဗုဒ္ဓဘာသာအဲကြတော့ဒီပုဂ္ဂိုလ်နေနဲ့ အမေကဘုရားဘာသာအဖေကဘုရားဘာသာဖြစ်လိုက်လို့ဘုရားဘာသာရဲ့လို့တော့ဖြစ်လာပြီသူမြန်းကဥပုံနေ့ဖရာသွားဟိုဓမ္မယုံမှာသွားပြီးတော့ဥပုံဆောင်တာမရှိဘူးလားမရှိပါဘူးအဲ့လိုအချိန်မဲ့လိုက်လားမလိုက်ဘူးအိမ်မှာပဲဒီတိုင်းနေခဲ့တာနော်ကဲသူမြန်းကနေပြီးတော့တရားပွဲဆိုပြီးတော့သွားကြတယ်သူကသွားလားမသွားဘူးဘုရားရဲ့စာပေနဲ့ပတ်သက်လို့လည်းပဲရွတ်တာဖတ်တာကြက်တာမှတ်တာရှိသလားလို့ပြောရင မရှိဘူးအဲ့ဒါဒီလုံးဝကိုအစင်အလာဗုဒ္ဓဘာသာ traditional buddhism ဖြစ်သွားတာနော်အဲ့ဒါရိုးရာစင်လာမီယိုဖလာဗုဒ္ဓဘာသာ သူ့ရဲ့နှလုံးသားထဲမှာဖျားရှိလားရှိပါဘူးတရားရှိလားရှိပါဘူးတန်ဃာရှိလားရှိပါဘူးဒီခေတ်လူငယ် new generation များကပို့ပြီးတော့ရေးကြည့်တယ်နော်ခေတ်လူငယ်ဖြစ်တဲ့ပုဂ္ဂိုလ်များကပို့ပြီးတော့ရေးကြည့်တယ် ဘာကြောင့်အရေးကြီးသွားသလဲလို့ပြောရင်ဒီခေတ်ထဲရောက်သွားတဲ့အခါခုံကြီးကြောင်းနဲ့နှိစက်ရလားမနှိစက်ဘူးခုံကြီးကြောင်းနဲ့လည်းပဲသွားတဲ့အခါကျတော့ဖရာတရားတန်ဃာရဲ့အကြောင်းမေးဘူးလားမေးပါဘူးမမေးဘူးတော်တော်များများသွားပြီးတော့မေးတာခင်ဗျာခင်ဗျာတပည့်တော်အပိုင်လုံးတော့စွန့်ပါအောင်ခင်ဗျာဆိုအောင်နော်ဒီဟာတစ်လုံးလေးတော့လှုပ်လိုက်ပါအောင်ခင်ဗျာနှလုံးလေးတော့လှုပ်လိုက်ပါအောင်ခင်ဗျာဒါမျိုးပဲသွားတာများတယ်ဘာသာရေးစိတ်ထဲနဲ့သွားတဲ့ပုဂ္ဂိုလ်ရှိလားရှိပါဘူး အဲ့ဒါဒီသာသနာရှေ့မရောက်ချင်းရဲ့အကြောင်းပဲဒီခေတ်လူငယ်ရဲ့ဘဝကိုလိုက်ပြီးတော့ကြည့်ကြည့်ဦးဇင်းအပြစ်လိုက်တင်းနေတာမဟုတ်သိဖို့ကိုပြောပြတာဟုတ်လားနော်အေးဒီခေတ်ကလူငယ်ကိုမွေးလာတယ်ဆိုလို့ချင်းကဲ၃နှစ်သားလောက်ရောက်တာနဲ့တပြိုင်နဲ့ကြောင်းအပ်တာမရှိဘူးလားဟောမူโจကြောင်းအပ်တာဘုန်းကြီးကြောင်းအပ်လားမအပ်ဘူးဘုန်းကြီးကြောင်းအပ်တာမပါသေးဘူးနော်ဒီလိုနဲ့တင်နေလိုက်တဲ့အသက်၅နှစ်လောက်ရောက်သွားတယ်၅နှစ်လောက်ရောက်သွားတဲ့အခါကျတော့ကဲဘယ်သွားအပ်လဲ ခွန်ကြီးကြောင်းအပ်လားဟင်သွားခွန်ကြီးနဲ့ဝေးတော့မရှိသေးတာနော်ဒီလိုနဲ့နေလာလိုက်တာအဲ့ဒါကဲမူလာရန်အောင်သွားရောပြီးသွားရင်ဘယ်တန်းရောက်လဲအလဲရန်ရောက်သွားအလဲရန်ရှေ့ဆက်တက်သွားတယ်ခွန်ကြီးကြောင်းရောက်လားဖရာတရားသိလားကြာကြာနာနာမသိဘူးဒါနဲ့ပဲအဲ့ဒါအလဲရန်အောင်နဲ့အထက်တန်းရောက်သွားတယ်ခွန်ကြီးကြောင်းရောက်လားမရောက်ဘူးကဲပြီးသွားတဲ့ကနော်ဒီဘက်က matriculation examination ပြီးသွားတဲ့က university ရောက်သွားပြီ ဖယ်ရမ်းပြီးတာနဲ့ဟိုဘက်ကိုတက္ကသိုလ်မရောက်ဘူးလားရောက်တယ်အဲ့ဒါ university student ဆိုပြီးဘုန်းကြီးဝှက်ချမှာတော့ရှက်သွားပြီဟုတ်လားရှက်သွားတာတွေမရှိဘူးလားမရှိဘူးဘုန်းကြီးကျောင်းလာတာတော့မှန်တယ်တငယ်ချင်းပေါင်းမယ်ပေါင်းတော့တာဘာသာရေးပေါင်းပေါင်းရလားဟောအချင်းချင်းခင်လို့ပဲပေါင်းတယ်ကြီးညိုလို့ပေါင်းတာဟုတ်လားကြီးညိုလို့မဟုတ်တော့ဘူးခင်လို့ပေါင်းတာဖြစ်သွားတယ်အဲ့ဒါဒီသာသနာရှေ့မရောက်ချင်းရဲ့အကြောင်းပဲမဟုတ်ဘူးလားအဲ့လိုမျိုးရှိသလားမရှိဘူးလား ရှိတယ်ဒါနဲ့ပြီးသွားလိုက်တယ်ကဲဘွဲရဘွဲရသွားတဲ့အခါဘုန်းကြီးကြောင်ရောက်သလားပြောတာအိမ်နောင်သာကြသွားတယ်ဘုန်းကြီးကြောင်ရောက်လိုက်သလားအေးအဲ့ဒါကြောင့်မို့အဲ့ဒါမျိုးနဲ့တာတလျှောက်လုံးသွားရင်ဘာဖြစ်တတ်တယ်လဲလို့ပြောရင်သူမြန်းဘာသာကနေဝင်ပြီးစီးယုံရင်တခါတည်းပါမတော်ဘူးလားအထူးအဖြင့်စီးပွားရေးနဲ့စီးယုံခံရတယ်နောက်တစ်ခုကအိမ်နောင်ရေးနဲ့စီးယုံခံရတယ်ဘုရားဘာသာလောကမှာမရှိဘူးလားရှိတယ်နော် စည်းဝါးရေးနဲ့ဆိုကိုကိုတိုင်တော့ကြိုးစားပြီးတော့စည်းဝါးရေးဖြစ်အောင်မလုပ်ဘူး။ဒါပေမဲ့အိမ်အောင်ပြုတော်မယ်ဆိုလို့ရှိရင်စည်းဝါးရေးရှိသလားမရှိဘူးလား။ကိုကလိုက်ပြီးတော့မစဉ်းစားဘူးလား။အော်ရှိတဲ့ပုဂ္ဂိုလ်ပဲအဓိကထားပြီးတော့စဉ်းစားတယ်။ပြီးသွားရင်ဘာဘာသာပဲဖြစ်ဖြစ်ဘလို့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုသားသမီးကိုအပ်လိုက်တာတွေမရှိဘူးလား။အဲ့ဒါစည်းဝါးရေးနဲ့ဟုတ်လားနော်။စည်းဝါးရင်းနဲ့အိမ်အောင်ရင်းနဲ့လိုက်ပြီးတော့ကြီးလိုက်ရင်ဒီနှစ်ခုကြောင့်မို့ပဲဘုရားဘာသာတည်အဲ့ဒါရှေ့မရောက်ပဲမဖြစ်ဘူးလားဖြစ်ပါပါ အေးအဲ့ဒါကြောင့်မို့အဲ့တိုင်မလို့ရအောင်စီးပွားရှိခြင်းရသူများအားကိုလို့ရလားမရဘူးကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့ဆိုရင်ဘုရားရဲ့အဆုံးအမကတော့ရှင်းနေတာနော်ကံရှိရမယ်ဉာဏ်ရှိရမယ်ဝရိယရှိရဘာရှိရမလဲဒီသုံးမျိုးရှိရမယ်နော်ကံဆိုတဲ့တရားကိုကိုတိုင်းက action ရှိနေရမယ်ဘုဘက knowledge ရှိနေရမယ်ဘုဘကမှတစဉ် effort ရှိနေရမယ်နော် effort ရှိလို့ရှင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်မရဘူးကံရောဉာဏ်ရောဝရိယရောရှိနေမှရှေ့ရောက် ကံကိုထိုင်ဆောင်ကံကိုထိုင်ဆောင်တဲ့အပိုင်းမလဲဘုရားဘာသာကလွဲနေတာရှိတယ်။ကံကောင်းတို့ချမ်းသာမှာပဲကွာဆိုပြီးတော့ထိုင်ဆောင်တာတွေမရှိဘူးလား။ဘုရားဟောတဲ့ကံကအဲ့လိုဟုတ်လား။အဲအဲ့လိုမဟုတ်ဘူးဗုဒ္ဓဟောတဲ့ကံကအတိတ်ဖြစ်တဲ့ကံရှိတယ်ပစ္စုပန်ဆိုတဲ့ကံရှိတယ်ဒီကံနှစ်ခုကိုယုံရတာအတိတ်ကြီးတဲ့ယုံရင်ဗုဒ္ဓဘာသာဟုတ်သေးလားမဟုတ်တော့ဘူးအဲ့ကြတော့အတိတ်က ကံကိုလည်းယုံရတယ်ပြစ္ဆုတ်ပံလောက်ရက်ကိုလည်းယုံရတယ်အဲ့ဒီနှစ်မျိုးနဲ့လုပ်ငန်းလုပ်ရတကယ်လို့ကိုလုပ်တဲ့လုပ်ငန်းကနေပြီးတော့ဆုံးရှုံးသွားရင်လဲသွားရင်ဘာလို့ ਆ ပြန်ထရပြန်ထပြီးတော့ငါဘာလို့တလဲဘာဆက်ပြီးတော့လုပ်တင်တယ်လဲလို့မစဉ်းစားတင်ဘူးလားစဉ်းစားပြီးတော့အဲ့ဒါမျိုးသွားမှာဟောလာတို့ရဲ့လူမျိုးဖြစ်တဲ့ပုံပုံများကရှေ့ရောက်မှာနှမို့စင်တော့တို့လူမျိုးတွေတော်တော်များများအလုသမားနေတဲ့ဆုတ် ဘဝအချိန်ကုန်မသွားကြဘူးလားအလုတ္တမဘဝနဲ့တည်းအချိန်ကုန်သွားကြတယ်အလုရှင်ဘဝအတော်နဲ့ရောက်ရလားအဲ့ဒါကြောင့်မို့ကံကိုယုံတဲ့အပိုင်းမှာရှေ့ကံကြီးတဲ့ပုံပြီးမချာနဲ့ရှေ့ကံနဲ့ပစ္စုပန်ကံနဲ့နှစ်ခုကိုတွဲပြီးမယုံအောင်လားယုံရမယ်အခုနဲ့လိုက်ပြီးတော့ကြည်လိုက်ရင်မိယိုဖလာဘုရားဘာသာဖြစ်တဲ့ပုဂ္ဂိုလ်များကဖရားအကြောင်းလည်းမသိဘူးတရားအကြောင်းလည်းမသိဘူးတန်ခါအကြောင်းလည်းပဲမသိဘူးဆိုရင်ကိုးကွယ်တဲ့ပုံစံတွေကလွဲမကုန်ဘူးလား လွဲသွားတဲ့တဲ့အဲ့ဒါမျိုးဗုဒ္ဓဘာသာကိုဘာလို့ခေါ်ရလဲမိယုဖလာဗုဒ္ဓဘာသာဘာဗုဒ္ဓဘာသာလဲမိယုဖလာဗုဒ္ဓဘာသာကနေကူးဆက်သွားတာကဘာဗုဒ္ဓဘာသာဖြစ်တယ်လဲပြောရင်တရေလွန်ဗုဒ္ဓဘာသာဖြစ်သွားတဲ့တဲ့ဘာဗုဒ္ဓဘာသာလဲတရေလွန်ဗုဒ္ဓဘာသာဆိုတော့ဘာပြောတရားကလွန်နေတာနော်တရားကလွန်နေတဲ့ဗုဒ္ဓဘာသာ ဘုရားဘာသာလို့တော့အမိခံထားတဲ့ဒစိမ့်လေးကတော့ဘုရားဘာသာဒစိမ့်ပဲသူ့နန်းကိုသွားကြည့်လိုက် သူ့အိမ်ကိုဝင်ပြီးတော့ကြည့်လိုက်ရင်ဗေဒင်ဆိုလဲပဲသူတို့ပါလိုက်တာပဲနတ်ပွဲဆိုလဲသူတို့ပါလိုက်တာပဲဘိုးတော်ဆိုလဲပဲသူတို့ပါလိုက်တာပဲဘွားတော်ဆိုလဲပဲသူတို့ပါလိုက်တာပဲအဲ့ဒါမျိုးဘုရားဘာသာကြတော့ဘာဘုရားဘာသာလဲတရားကိုလွန်သွားတာဘုရားဘာသာတွေအဲ့ဒါက နာမည်တော့ခံထားတာကတော့ဗုဒ္ဓဘာသာလုတ်ရက်ကခဲဗေဒင်ကြီးတယ်ပဲဗေဒင်ဆရာကိုအရှင်သခင်အနေနဲ့တင်ထားပြီးတော့ကိုကလုပ်ငန်းလေးတစ်ခုလုပ်မယ်လို့ဆိုရင်ဗေဒင်စီအရင်မပြေဘူးလားအဲ့ဒါမျိုးဗုဒ္ဓဘာသာရှိသလားမရှိဘူးလားရှိတယ်အဲ့ဒါမျိုးဗေဒင်ကိုအလောက်ကြီးပုံပြီးတော့အဲ့ရင်အဲ့ဒီဗုဒ္ဓဘာသာဒီဘာဗုဒ္ဓဘာသာတရလွန်ဗုဒ္ဓဘာသာဟုတ်လားနော်နောက်တစ်ခါကျတော့ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုနတ်ကြော်စီအပြီးအပ်ထားတာနော်ဘယ်ဟုတ်အပ်ထားလဲ အပိအပ်ထားတယ်ဆိုတော့အဲ့ကြတော့ဒီလောက်ကြီးယုံနေတယ်ဟဲ့လို့ဆိုရင်ဘုရားဘာသာဟုတ်သေးလားဟုတ်ပါဘူးအေးတို့ဘုရားဘာသာကဗေဒင်တို့နဲ့တို့မယုံလားဟုတ်ပါဘူးနဂါယုံတာရှိလားနဂါယုံတတ်လားနဂါယုံတာတွေရှိလားမရှိတော့ပါဘူးအဲ့လိုကတော့နော်နဂါယုံလားယုံသလားအငိမ့်နေတော့ယုံတဲ့သဘောပဲဟုတ်လားနော်နဂါယုံတာတွေလည်းရှိသလားမရှိဘူးလား ဦးဇင်းတို့နေတဲ့ကြောင်းတန်းတက္ကသိုလ်ရဲ့ဘေးမှာသွားပြီးတော့ကြည့်ရနော်ဒီကနေပြီးတော့ကျုံးမေးကိုတန်းလျှောက်တဲ့အခါကျတော့ဗာလေးတွေသွားသွားပြီးတွေ့လေလို့ပြောရင်တောင်ဖို့တစ်ခုရှိတယ်နော်ဗာလေးရှိလေတောင်ဖို့တစ်ခုရှိတယ်အဲ့ဒီတောင်ဖို့မှာမနဲ့ပန့်ရောက်လို့ရှိရင်တို့ဘုရားဘာသာတွေကဝိုင်းနေတာပဲဟုတ်လားနော်တောင်ဖို့ကိုဘာလို့ဝိုင်းလဲနော်တောင်ဖို့မြင်ဘူးလားအဲတောင်ဖို့နှမ်းမှာဝိုင်းနေတယ်ဦးဇင်းတို့လည်းပဲခဲ့ ဘာမြန်းတလောက်ဖြစ်ကြတာလဲဆိုပြီးတော့အဲ့ဒီတောင်ပုံနန်းသွားပြီးတော့ကြည်လိုက်ကြည်လိုက်ပြီးတော့သူတို့ကမေးကြည့်လိုက်တယ်ဘာလို့မြန်းဝတ်တေချနေကြတာလဲတော့ရှင်မယားဒီတောင်ဘုကနဂါးစောင့်တာခရာတဲ့ဘာစောင့်တာလဲနဂါးစောင့်နေဆိုလိုက်ပြီးတော့ပတ်ကြည့်တယ်နော်နဂါးရှိလားအင်းတီတောင်မတွေ့ဘူးအဲ့နန်းကဟုတ်လားနော်အေးဒါပေမဲ့ဘုရားဘာသာကယုံတာပဲဟုတ်လား သူမြန်ကအဲ့ဒါငကားထွက်တယ်ဆိုတော့သူတို့လည်းပဲယုံတယ်နဘေးတောင်မှာအဲ့ဒါငကားနေဖို့ဆိုကံလေးတောင်လောက်ထားသေးတာနော်အဲ့ဒီမှာသွားပြီးတော့ကြည်လို့ရတယ်ကျုံဘေးအရှိတ်ဘက်ဘေးကနော်ရှိတ်ဘက်ဘေးကနေပြီးတော့လာခဲ့ဟိုတောင်ဘက်စသုံးလုံးနဲ့ရောက်ခန်းဒီရောက်သွားရင်အဲ့ဒီတောင်မိုးလေးရှိတယ်အထူးအဖြစ်တော့သုံးလုံးထွက်မှနေစဉ်စီးနေပြီဟုတ်လားနော်ဘယ်နေ့ကျစီးနေလဲ သုံးလုံးထွက်မဲ့နေဆိုလို့ချင်းအဲ့ဒီနေရာမှာလူစည်းနေကြပြီးအလုံးသောပုဂ္ဂိုလ်များရောက်ပြီးတော့အာလောက်ကင်ဆောင်ရွက်နေကြနော်။ဘာတွေလုပ်တော့မွေးလိုက်နေထုံးတဲ့ပုဂ္ဂိုလ်ကထုံး။တချို့ပုဂ္ဂိုလ်များကအဲ့ဒါဝေ့ချပြီးတော့သူ့တွေတောင်းဆိုအဲ့လိုလုံယုံနေတယ်သူတောင်းပြေးပါမလား။မရဘူး။အဲ့ဒါကြောင့်ဒုဗုဒ္ဓဘာသာကနောက်ကြကြံခဲ့တယ်။စီးပွားရေးနောက်ကြမကြံဘူးလား။မကြံဘူး။အဲကြံတယ်။နောက်တစ်ခုကဘာတွေကြံတာရှိသေးလဲလို့ပြောလို့ရှိရင်တို့ငကားနဲ့ပတ်သက်ပြီးတော့ဆိုထားတဲ့ဇကားလေးတွေမရှိဘူးလား။ ဘာတွေရှိတော့ဟမ်ဘာတွေရှိတော့ငကားကောင်းလဲနဲ့ပတ်သက်လို့ဘာတွေဆိုတာရှိတော့တတတာကဘာလဲတော့တတာကနောက်တဲ့ဟောတတာကနောက်နောက်တစ်ခုကဘာလဲနဝဝမြောက်နောက်တစ်ခုကနပြတွဲတောင်နောက်တစ်ခုကြံသေးဘူးလားဘာရှိသေးရင်လဲ တောကျွတ်မုံရှိနဗျာတွဲတောင်အမြဲရှောင်နတ်မောင်ငကလေတဲ့မယုံဘူးလားယုံသလားတတာကနောက်တဲ့တတာကဆိုတော့တပါတဆိုတော့ဟမ်ဘာလဲတော့တတာဆိုတော့တဘူတွဲရဲ့တပေါင်းရဲ့နော်ဩတတာဆိုတော့တပေါင်းရဲ့တကူးရဲ့ဟိုဘက်ကကဆုံရဲ့နော် တပေါင်းရဲ့တကူးရဲ့ကဆုံရဲ့ဆိုရင်ငကားကောင်းကပဲလှဲ့တယ်အနောက်လှဲ့တယ်ဆိုလူတွေကကြောင်းမယ်ဟဲ့လို့ဆိုရင်ငကားကောင်းနဲ့ဝင်မှာမကြောက်ဘူးလားငကားမြင်ဘူးလားမမြင်ဘူးပဲနဲ့ကိုကြောက်တာဟုတ်လားနော် တော့အံ့ဩဖို့ကောင်းတယ်ဟုတ်လားနော်မမြင်ဘူးတဲ့အရာနဲ့အဲ့ဒါဖြောက်ပြီးလှုပ်ထားလိုက်လို့ကဲလုပ်ငန်းတွေကနောက်ကျကုန်ပြီဒီလသွားလိုက်မယ်ဟဲ့လို့ဆိုလို့ချင်းအဲ့ဒီပုံကော ရောင်းလိုက်မယ်လို့ဆိုရင်ဟိုဘက်မှာစီးပွားရေးသူ့အချိန်နဲ့သူအကြိုက်ဖြစ်မယ်။ဒါပေမဲ့ကိုကဟာငကားကောင်းကလှဲ့နေတာကငါတို့ကဝင်သွားရင်ခေါင်းကြီးဝင်သွားရင်စားပလိုက်မယ်ဆိုပြီးတော့လူကိုထိလိုက်မယ်ဆိုပြီးတော့ဒါနဲ့တင်တလနောက်ကြဒါမျိုးတွေမရှိဘူးလားမရှိပါဘူးဗျာတို့ဘုရားဘာသာရှေ့မရောက်ချင်းဒီအဲ့ဒါပဲတခြားတော့မဟုတ်ဘူးနော်ဘုရားဘာသာဆိုတဲ့ပုဂ္ဂိုလ်များကဇွဲရှိတယ်ဇွဲတော့မရှိဘူးလားရှိတယ်တတ္တိလည်းမကောင်းဘူးလား ကောင်းတယ်။ယုံကြည်မှုလဲအာမကောင်းဘူးလား။ကောင်းတယ်။ယုံတော့ယုံတတ်တယ်။ဘယုတ်ဒုက္ခတွေယုံတာ။ပြည့်တယ်။ဘာတွေယုံတာလဲ။ဘယုတ်ဒုက္ခတွေယုံတာ။အဲ့ဒါမျိုး net ကိုပုံပြီးတော့အပ်တယ်။ဘီရင်ကို ပုံပြီးတော့အပ်တယ်။ဟိုဘက်ကိုအပ်ဒီဘက်ကိုအပ်နေဒါနဲ့ပဲလူညာခံရတဲ့ပုံကိုလည်းမများဘူးလား။မများတယ်။အဲ့ဒါကြောင့်မို့နဘေးသွားပြီးတော့မယုံနဲ့။ဘာကိုယုံရမလဲပြောရင်ကံကိုယုံ။ ကိုယ့်ရဲ့ကံကိုယုံ ကိုယ့်ရဲ့ဉာဏ်ကိုယုံ ကိုယ့်ရဲ့ဝရိယကိုယုံဘာကိုယုံရမလဲကံရဲ့ဉာဏ်ရဲ့ဝရိယရဲ့နော်ကံဆိုတာဘာပြောကံဆိုတာအလုတ်တခြားမဟုတ်ဘူးဟောလားနော်ကံဆိုလို့ဟာဘယ်ကံတော့ဟာနော်ဒီလိုဖြစ်နေုံပဲကံဆိုရင်အလုတ်လို့ပြောတာ အလုတ်ကောင်းရင်ကံကောင်းမယ်အလုတ်မကောင်းရင်ကံမကောင်းဘူးအဲ့ဒါရှင်းမနေဘူးလားဖျားဟောတာကတော့ရှင်းနေရှုပ်နေတာဘယ်သူတွေရှုပ်နေ လူတွေက ရှုပ်နေကြတာအဲ့ဒါနဲ့ဟိုနှမ်းပြေဒီနှမ်းပြေရရရာခြေရကြည့်လိုက်ရင်လေဒုဗုဒ္ဓဘာသာပဲရရရာတွေခြေတာမရှိဘူးလားမရှိပါဘူးခင်ဗျအေးတချို့ကဖះရေနဲ့လောင်းတတ်တာတွေမရှိဘူးလားမရှိပါဘူးခင်ဗျရေလှူတာလားလောင်းတတ်တာလားလောင်းတတ်တာလောင်းတတ်တာတွေရှိတယ်ဟုတ်လားနော်ရေခွက်နဲ့အဲ့ဒါယူရက်ပြီးတော့ဖះကိုတက်ခွက်ပြီးတက်ခွက်အကုန်လှိမ့်လောင်းနော်တကယ်တမ်းရေလှူတာကအဲ့လောက်ကြီးလှူဖို့လိုရလား ဒါမဲ့ဘေရင်ဆရာနောက်ကမြောက်ပြီးတော့ပေးလိုက်တယ်။မင်းသက်စီလူရမယ်ဆိုသူ့အသက်ကလည်း90လောက်ဖြစ်နေလို့ချင်းနော်ရေခွက်ကများမနေဘူးလား။အဲ့ဒါဖရာကအောက်ကနေပြီးတော့အဲ့ဒါမိတ်ကြည့်ပြီးသ í ခံနေရတာ။ဒါမျိုးတွေတွေ့ဘူးလား။အေးအဲ့ဒီပုံစံမျိုးနဲ့အဲ့ဒါသွားပြီးတော့တွေ့ရ။နောက်တစ်ခုဘာတွေတွေ့တာရှိလဲလို့ပြောရင်ဒုဗုဒ္ဓဘာသာ ကြွားကြည့်ဖရာကြီးတဲ့တောင်အများကြီးပဲ။ဖရာကြီးတဲ့မယ်လည်းပဲ။ဖရာကြီးဖူးတာတဲ့ဖရာကြီးရဲ့တောင်ထဲဝင်သွားတာများတယ်နော်။ဘယ်တောင်ထဲဝင်သွားလဲ။ ဘာပြေနံပြေတဲ့တော့ဟုတ်ဖရာကြီးတော့သော်ကားတာမဟုတ်ဘူးဟောလားနော်ဂျိုပြေနံပြေတယ်လည်းမရှိဘူးလားတအားကြီးတော့မယုံနဲ့ဟောလားနော်အဲ့လောက်ဟာဒီကတော့ငါတို့သွားပြီးတော့မှုတိုင်းထွန်းလိုက်ရင်ငါတို့သွားပြီးတော့ဒါလေးထားလိုက်ရင်တော့တို့ကံကောင်းသွားမှာပဲစံမိုးပဲအောင်သွားမှာပဲတော့မထင်နဲ့စံမိုးပဲအောင်ခြင်းနဲ့ကြောင်းတာဘာလို့ရမလဲစာကြည့်ရမှာရှင်းနေတာနော်ဖရာကလည်းပဲဖရာတော်မှာဖရာဖြစ်ခြင်းတဲ့အတွက်ကြောင့်ဘာလို့ခဲ့ရလဲ ဘယ်နှစ်နှစ်ကျင့်ခဲ့ရဟာအုံဖွားဖျားဖြစ်กว่าဆိုပြီးတော့လုံးလို့ရလားမရဘူးအဲ့ဒါမျိုးလုံးလို့မရဘူးကိုဖျားသွားတဲ့လမ်းစဉ်ကိုတည်တည်ချာချာကြည့်ကြည့်ကိုကနောက်ကလိုက်တဲ့ပုံကိုဆိုတော့ဖျားဟာလုံးလဝရိယအပြည့်နဲ့သွားတယ်သူလုံးသွားတဲ့အတိုင်းကိုကလိုက်ပြီးတော့လုံရင်အဲ့ဒီပုံကိုဒီချမ်းသာမရနိုင်ဘူးလားရနိုင်နေအဲ့ဒါဟိုဟာလေးယုံလိုက်ဒါလေးယုံလိုက်နဲ့လုံရင်းနဲ့ပဲ တို့ဘုရားဘာသာကအဲ့ဒါကံကောင်းမလာပဲနဲ့ကံနေသည်ဆိုးမလာဘူးလားဆိုးလာကြတယ်ကံနေဆိုးလာကြတယ်နောက်တစ်ခုရှိသေးတာကဘုရားဘာသာအပိုင်းကိုလိုက်ပြီးတော့ကြည်ရင်ဘုရားဘာသာကအတ္တတော့နည်းနည်းကြီးတယ်ဘာကြီးလဲအတ္တကြီးတယ်နောက်တစ်ခုကကြတော့မနာလိုဝန်တုံမှုကြီးတယ်ဘာကြီးလဲမနာလိုဝန်တုံမှု မကြီးဘူးလားကြီးတယ်မနာလိုမှုဝန်တုံမှုကြီးတယ် တယောက်ယောက်အောင်မြင်တော့မယ်ဟဲ့လို့ဆိုရင် အောင်မြင်နေတယ်ဟဲ့လို့ဆိုရင်ဒုဗ္ဗရဘာသာကပပက်လေကနေဝိုင်းနေပြီဆွဲချဖို့တွန့်တင်မှုတော့မဟုတ်ဘူးနော်ဒီကောင်ဖြစ်နေတယ်ဆိုရင်ဒီကောင်ရဲ့အားနေချက်ဘာရှိတုံးကွာဒီအားနေချက်နဲ့ငါတို့ဘယ်လိုလုပ်လို့ရတော့ဒီကောင်ကိုကြောက်ဘယ်လိုတွန်းလို့ရတော့ဆိုတဲ့စိတ်ဓာတ်တွေကဝင်မနေကြဘူးလားအဲ့ဒါလုတ်သိမ့်ရလားအေးအဲ့လိုမျိုးလုတ်ရင်တော့ဗုဒ္ဓဘာသာတော့မဟုတ်ဘူးအဲ့ဒီပုံကိုယ်တည်ဘာဖြစ်တော့ တည့်ရလွန်ဗုဒ္ဓဘာသာဘာဗုဒ္ဓဘာသာလဲဘေရင်ကြီးတဲ့ကိုယ့်ဘဝတစ်ခုလုံးကို ပုံအပ်ထားရင်အဲ့ဒါဒီတည့်ရလွန်ဗုဒ္ဓဘာသာနဲ့ကြီးတဲ့ပုံအပ်ထားရင်တည့်ရလွန်ဗုဒ္ဓဘာသာဘာဗုဒ္ဓဘာသာလဲအဲ့ဒါကြောင့်မို့ကိုယ့်ရဲ့ကံကြမ္မာကို သူများအပ်တဲ့ရလားကိုကိုယ်တိုင်ကိုကိုယ်တိုင်ဆုံးဖြတ်ပေးရမယ်ဟုတ်လားငါလုပ်တဲ့အလုပ်မှန်သလားမှားသလားဆိုတာကိုကိုယ်တိုင်ဆုံးဖြတ်ဆုံးပြတ်ပြီးတော့လမ်းလျှောက်တယ်ဟဲ့လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်မကြည်ဝါနိုင်ဘူးလား ဟေးကြီးပွားနိုင်နေဟုတ်လားနောက်တစ်ခုကြည့်ကြည့်လို့ရှိရင်ဂန်းငယ်ကကြတော့အစစ်အမှန်ဗုဒ္ဓဘာသာတဲ့ဘာဗုဒ္ဓဘာသာလဲအစစ်အမှန်ဗုဒ္ဓဘာသာကြတော့ယုံရင်လည်းပဲအစစ်အမှန်တိုင်းယုံတယ်နော်ယုံရင်ဘာယုံလဲယုံဆိုတဲ့အပိုင်းမှာနော်ဘုရားရှင်သာသနာတော်ကိုယုံမှုဆိုတဲ့အပိုင်းမှာတရားတရားတည်ရေးမကြည့်ဘူးလားတတ္တာဆိုတော့မြန်မာလိုဘာပြောလဲ ယုံကြည်မှုတဲ့ဖះကယုံလို့ပြောလိုက်တဲ့အပိုင်းမှာဘာတွေကိုယုံခိုင်းတယ်လဲပြောရင်ဖះကိုယုံမှာတရားကိုယုံမှာတန်ဃာကိုယုံမှာကံကိုယုံမှာကံရဲ့အကျိုးတရားကိုယုံမှာတဲ့ဘယ်နှခုယုံခိုင်းလဲဘာတွေယုံခိုင်းလဲအေးအဲ့ဒါဒီတရားနာပြီးတဲ့နောက်နေ့ရစာအဲ့ဒါပဲထားဟုတ်လားနော် ဖရာကိုယုံရမယ်တရားကိုယုံရမယ်တန်ဃာကိုယုံရမယ်ကိုလုတ်တဲ့ကံကိုယုံရမယ်ထွက်ပေါ်လာတဲ့အကျိုးတရားကိုယုံကြည်ရမယ်အဲ့ဒါဆိုရင်ဒုဗ္ဗရဘာသာတွေမကြည်ပွားနိုင်ဘူးလားကြည်ပွားနိုင်တယ်ဟုတ်လားတော်တော်များများဒုဗ္ဗရဘာသာတွေကမြို့တဲ့သိမ့်မကြံတော့နော်မြို့တဲ့ဘာတော့မြို့တဲ့သိပ်ပြီးတော့မကြံတော့ဘူးဦးဇင်းတို့ဟိုတနေ့ကဟောတဲ့နန်းဆိုရင်နော်တရုတ်တန်းတန်းလေးဘယ်နန်းလေးတော့တရုတ်တန်းတန်းလေးဆိုတော့သူ့မေးကြည့်တယ် တခါကြီးဒီနန်းလေးမှာမြန်မာအိမ်တွေတော်တော်ရှိသေးလားလို့မေးကြည့်ရှင်မရငါးအိမ်ပဲကျန်တော့တယ်ဗျာဘယ်နှအိမ်ကျန်တော့ဘယ်ရောက်ကုန်တာလဲဘယ်ရောက်ကုန်နော်ရောင်းပြီးတော့မြို့တစ်ရောက်ကုန်တာဖြစ်တဲ့ဘယ်ရောက်ကုန်လဲအဲ့ဒါတဖြည်းဖြည်းနဲ့အဲ့ဒါမြို့တွေကနေကုန်ပြီးတော့ဘယ်တွေကိုအားကိုးပြီးတော့ဘုရားဘာသာတွေနေကြလဲပြောရင် မြို့တစ်တွေကိုအားကိုးပြီးတော့နေရတာဘယ်ကိုအားကိုးနေလဲ င်းစားကြည့်ပေါ့ဟုတ်လားနော်မြို့ထဲမှာနော်မြန်မာနိုင်ငံလို့လည်းပြောတယ်မန္တလေးမြို့တော်လို့လည်းပဲပြောတယ်ရှီဟောင်းမြို့တော်လို့လည်းပဲပြောတယ်မြို့ထဲမှာသွန်သွာခံကြည့်ပြည်တည်းရေမြန်မာအိမ်နေလာရင်နေလာရင်ရန်တော်များသွန်ခံလို့လွယ်ပါမလားသာသနာ क्वे တဲ့ပိုင်းမယ်အဲ့ဒါလည်းပါတယ်ဟုတ်လားနော်ဘုရားဘာသာမဟုတ်တဲ့အိမ်များကဘလောက်ပဲတိုက်အမြင့်ကြီးဆောက်တာဆောက်တာအဲ့ဒီအိမ်ကမနဲ့စောစောဆုံးထွက်လောင်းရလားမ စွန့်ထွက်မလောင်ဘူးအဲ့ဒါဒီအိမ်မျိုးဆိုကြော်ဟိုအိမ်ဆိုကြော်ကြော်နဲ့သွားလိုက်တာတပြားလောက်သွားလို့မှစွန့်လေးတစ်စွန့်ရရင်ပြည့်တည်းအချိန်နေတအားကုန်မနေဘူးလားအေးအဲ့ဒါကြောင့်မို့ဦးဇင်းတို့ကတော့တိုက်တွန်းညင်ပါတယ်နော်ကိုယ့်ရဲ့အိမ်လေးတွေလည်းရောင်းချပြီးတော့မသွားပါနဲ့ဟုတ်လားနော်ကိုယ့်ရဲ့မိဘရဲ့လက်ထက်တုန်းကအိမ်ငှားဆိုရင်ကိုယ့်လက်ထက်ရောက်ရင်ဘာဖြစ်ရမလဲအိမ်ပိုင်ဖြစ်ရမယ်ကိုသားသမီးလက်ထက်ရောက်သွားရင်တစ်ထက်ကနေဘယ်လောက်ဖြစ်ရမလဲ နှစ်ထက်ဖြစ်ရမယ်အခုဥစားကပြောင်းမြန်ဖြစ်နော်ကိုယ့်ရဲ့မိဘရဲ့လက်ထက်တုန်းကအိမ်ပိုင်းကိုယ့်လက်ထက်ရောက်တော့အိမ်ငါကိုသားသမီးရောက်တဲ့အခါကျတော့ဟောအိမ်ကိုငားမနေနိုင်တော့ဘူးဒီလိုတွေမရှိကြဘူးလားအဲ့ဒါမျိုးမဖြစ်စေအောင်ဘဝဆိုတာကကြိုးစားမှအထုံးမှရတာဘဝဆိုတာဘာမှရလဲရောင်းတောင်းတောင်းနဲ့ဟိုတောင်းတာဒီတောင်းတာနဲ့ဒီလိုနေုံနဲ့တင်ဘဝဟာပြည့်စုံနိုင်ရဲ့လား စည်းဝါဖြစ်ချင်ရင်ကြိုးစားရမယ်အောင်မြင်ချင်ရင်ကြိုးစားရကျန်တဲ့အာကိုးစရာရှိရလားဒါပေမဲ့အဓိကအာကိုးထားမှာဖရာကိုအာကိုးတရားကိုအာကိုးတန်ဃာကိုအာကိုးကံကိုအာကိုးကံရဲ့အကျိုးတရားကိုအာကိုးကဲဖရာအာကိုးဆိုတော့ဖရာကိုတို့မပူဇော်ကြဘူးလားပူဇော်ပါဘူးဗျာဒါကြောင့်ပူဇော်လဲဟင်ဘာလို့ပူဇော်လဲဘာလို့တော့ဆိုရင်ဘာလို့ပူဇော်လဲ အဲကြည်ညိုလို့မပူဇော်ကြဘူးလားမပူပါဘူးဘာလို့ကြည်ညိုလဲဟောကြည်ညိုရင်ကြည်ညိုတဲ့အကြောင်းကရှိရမှာဟုတ်လားနော်အေသူမြတ်ရှင်ပြလိုက်တဲ့ကမင်းဘာကြောင့်ဖရာကိုခုနကိုးကွယ်တယ်လဲပူဇော်တယ်လဲ why do you take your refuge in the buddha လို့ပြောလိုက်ရင် i admire the buddha so so i take your refuge in the buddha ဒီလောက်ပြောလိုက်လို့မရဘူးဟုတ်လားနော်ကြည်ညိုလို့ငါတို့ကဖရာကိုကိုးကွယ်တာလို့ဆိုဘာလို့ကြည်ညိုတာလဲ why do you ဒီတိုင်းလာမှာ why ဆိုအကြောင်းကလာမှာပဲဘာလို့ကြည်ညိုလဲတထစ်ချာလေးမှတ်တာမှာနော်ကျေးဇူးရှင်ဆရာဖြစ်လို့ပြည့်တယ်ဘာလို့လဲကျေးဇူးရှင်ဆရာဖြစ်တော့ပါဗျာဘာလို့ကျေးဇူးရှင်ဆရာဖြစ်သွားอืมနောက်ကလိုက်တော့ညီးတော့ညီးနေတာဘာလို့လဲဆိုတော့ကတိတ်သွားဟုတ်လားအေးကျေးဇူးရှင်ဆိုတာကဖရာပြောပြလို့တို့ကကုသိုလ်ဆိုတာမသိရဘူးလားမသိရပါဘူးအကုသိုလ်ဆိုတာမသိရဘူးလားမသိရပါဘူး အဲ့ကြကုသိုလ်လို့ရင်ကောင်းနာတွေခံစားရမယ်ကောင်းကျိုးတွေရတယ်လို့ကဲဘုရားဗျာဖះကဟောသွားတာမရှိဘူးလားအကုသိုလ်လို့ရင်အကုသိုလ်အကျိုးတွေပေးမယ်သေသွားရင်လည်းပဲမကောင်းတဲ့ဘုံဌာနရောက်မယ်ဆိုတာအဲ့ဒါဘုရားပြောသွားလို့ဟောဖះပြောသွားလို့တရားတွေကိုလိုက်ပြီးတော့ကြည့်ရင်လည်းပဲဟောကြီးပွားချမ်းသာတဲ့အပိုင်းပဲဥဌာဏတံမရာမရှိဘူးလားတက်တက်ကြွားကြွားနဲ့လုပ်ငန်းလုပ်ပါပြီးသွားရင်အာရခတံမရာဘာလို့ရမလဲ ရလာတဲ့ပစ္စည်းကိုစောင့်ရှောက်ပါဖယားကမပြောဘူးလားပြောတယ်ဟုတ်လားနော်နောက်တစ်ခုကကလျာဏမိတ်တတာမရှိဘူးလားရှိတယ်မိကောင်းဆွေကောင်းနဲ့ပေါင်းတဲ့မှာနောက်သမဇီဝိတတာရတဲ့ငွေနဲ့ထွက်တဲ့ငွေမျှအောင်သုံးပါဖယားကမဟုတ်ဘူးလားဟုတ်ပါဘူးအဲ့ဒါကျေးဇူးရှင်ပဲ तू ကလမ်းပြပြီဒီဟာတွေပြောသွားတာဖယားကအဲ့ဒီကနေပြီးတော့နကနာဝဲပေးပါပါလားပါပါဘူးဒီရင်ကိုအားကိုးပါပါလား အဲ့ကျတော့ဒုဗုဒ္ဓဘာသာတွေလုံနေတဲ့အာကိုမှုကဘယ်သူတွေသင်ပေးသွားလဲ။ဟာဗေဒင်တွေတော့ဖျားသင်ပေးသွားမဟုတ်ဘူးယောဂုံပဲဟုတ်လားနော်။ဗေဒင်တွေဖျားသင်သင်ပေးသွားဟုတ်လား။နတ်ကဖျားသင်ပေးသွားဟုတ်လား။မဟုတ်ဘူးဖျားကရှင်းနေတာဟိုဗေဒင်ကိုလည်းမစော်ကားဘူးနတ်ကိုလည်းမစော်ကားဘူးနော်။ယုံရင်ယုံကွက်ကိုယုံလို့တော့ရတယ်။အဲ့ကျတော့ပြောနိုင်မှမရတော့ဖျားကပြောပြီးစည်းယုံတယ်မရတဲ့ပုံကမျိုးပြစ်မထားလိုက်ဘူးလား။ဒီဝရကြည့်ကြည့်ပေါ့သူနဲ့ဘာတော်လဲ။ ရောက်ဖာလဲတော်တယ်သင်္ကန်းလည်းပဲဝတ်မထားဘူးလားပထမပြောတယ်နော်ပြောမရတော့လွတ်မထားလိုက်ဘူးလားဘုရားနဲ့အဆုံးသက်သွားလဲမြည်မြူသွားတာဟုတ်လားဘုရားကပထမပြောကြည့်တယ်ရသလားမရဘူးလားပြောကြည့်တယ်မရရင်မပြောတော့နော်ဥစဉ်တို့ခုတရားဟောတယ်ဆိုတာကလည်းပဲလိုက်ပြောပြတာဘာလို့ပြလဲလက်ခံမှုမခံမှုကြတော့ဘုစုတောင်းလဲနာကြားသူရဲ့တောင်းမယ်ဘယ်စုတောင်းလဲ ေးနာကြသူရဲ့တာဝန်ပဲအဲ့ဒါကိုကိုတိုင်းကရောင်နေလို့ကျင်တော့နောက်ကြကြံခဲ့မယ်ဆိုတော့တတိချာမှန်ဟုတ်လားနော်ဘုရားရှင်ကိုတော်မြတ်ရဲ့ကျေးဇူးကြောင့်တို့ကကုသိုလ်ဆိုတာသိရတယ်အကုသိုလ်ဆိုတာသိရတယ်အဲ့ကြတော့ဒီကုသိုလ်လုပ်ရင်ဘာရမယ်ဆိုတာမသိဘူးလားသိတယ်အဲ့ဒါကြောင့်ဂုံတော်တဲ့တောင်ထဲ့တာဂုံတော်ထဲမှာဘာဂုံတော်ပါလဲတထာဒေဝမနုဿနာမရှိဘူးလားတထာဒေဝမနုဿနာဆိုဘာပြော လူနဲ့တို့ရဲ့ဆရာပဲတဲ့တတိချောင်းအောင် maintain god ပဲနော်ဘုရားရှင်ကိုတော်မြတ်ဆိုတာလူနဲ့တို့ရဲ့ဆရာပဲလူတွေရဲ့ဆရာနတ်တွေရဲ့ဆရာလူတွေကိုလည်းပဲကောင်းရာမွန်ရာရောက်အောင်လမ်းမပြဘူးလားနတ်တွေကိုလည်းမပြဘူးလားပြတယ်ထိုကိုးကွယ်တာဒီကျေးဇူးရှင်ဆရာဖြစ်တဲ့အတွက်ကြောင့်ရုပ်ပွားကိုတို့ကထိုင်ဝှက်ချနေတာဘာလို့ဝှက်ချလဲ ကျေးဇူးရှင်ဆရာဖြစ်တဲ့အတွက်ကြောင့်ရုပ်ဘွားကိုမလုပ်လေဆိုင်ပြီးတော့ဝိချာဒီနမ်းပဲလေပဲနိုင်ငံတကာကကန့်ကွက်တာရှိတယ်ဗုဒ္ဓဇင်သည် idolism တွေပါလို့ပြောတာ idolism ဆိုရုပ်ထုကိုးကွယ်တဲ့ဝါဒဘာဝါဒလဲသူတို့လုပ်တဲ့ idolism လို့ယူဆတဲ့အယူအဆသည်ဗုဒ္ဓရဲ့ရုပ်ထုနှံကိုသွားပြီးတော့ဆူတောင်းလိုက်ရင်အဲ့ဒီရုပ်ထုကနေတခုခုကိုယ်ကိုပေးတယ်ဟဲ့လို့ယုံကြည်ရင်အဲ့ဒါ idolism ပဲ နော်ဗာလိစဉ်နဲ့တော့ idolizing ဆိုရုပ်ထုကိုးကွယ်တဲ့ဝါရဘာဝါရလဲတို့ဖရာကိုသွားပြီးဝစ်ချတဲ့ကဖရာကနေပြီးတော့တို့ဘာတွေပေးလိုက်လဲဖရာကဘာတွေပေးလိုက်လဲအေးဖရာကို ကြည့်ပြီးတော့စိတ်စွမ်းအားပဲရလာတာပစ္စည်းရရဲ့လားပစ္စည်းမရဘူးစိတ်စွမ်းအားကတော့အပြည့်မရဘူးလားရတယ်အဲ့ဒါဖရာရှင်ကိုရောမျက်နှာသိချသွားပြီးတော့ထိုင်း ထိုင်ပြီးတော့တေချာကြည့်လိုက်လို့ရှင်စိတ်လေးကိုကြည်ပြီးတော့လန်းဆန့်မနေဘူးလားအေးအဲ့ဒါစိတ်လေးကြည်ရင်အတွေးကြည်တယ်အတွေးကြည်ရင်အကြံတွေလည်းမကြည်ဘူးလားကြည်တယ်အကြံကြည်တဲ့အခါကိုကြံတဲ့အရာတွေအမှားဆိုတာရှိရလားရှိပါဘူးအဲ့ဒါကြောင့်ဖယားကိုကိုးကွယ်တာတခုခုပေးမှပဲရမှပဲလို့ဟုတ်ရလားဟုတ်ပါဘူးဗျာအဲ့ဒါနိုင်ငံတကာကမှားနေတာရှိတယ်ဘုရားဘာသာကတကယ်တမ်းက idolism မဟုတ်ဘူးနော်တို့တို့ပြောတဲ့ idolism နဲ့ဒုဗုဒ္ဓဘာသာကကိုးကွယ်နေတာဟုတ်လို့လား မဟုတ်ဘူးအဲ့ဒါကြောင့်ဘုရားကိုကိုးကွယ်ရင်လည်းပဲတတိချာမှတ်တာကျေးဇူးရှင်ဆရာအနေနဲ့ကိုးကွယ်ပါဘာအနေနဲ့ကိုးကွယ်ရမလဲ